မင်္ဂလာပါရှင်ဘာမကိတိတရင်ဌာနကနေဒီဇင်ဘာလ2ရက်နေ့စေဝင်စားပွဲထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မောထောင်မျိုးအသိခံရမှုနဲ့စည်ရေရှုံးနေမှုကြောင့်ကံယူတန်တိုင်းမှုဘိုလ်ချုပ်ကြော်ကြော်ဟန်ပြင်းပြင်းထန်ထန်သတိပေးခံရတဲ့ဆွေတရင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောထောင်တွင်တော်လန်ရေးတပ်များတိုက်ပိုက်ခံရမှုနှင့်စစ်ရေးအရအရှုံးများစွာရင်ဆိုင်နေရမှုတို့ကြောင့် ကန်ယူရန်တိုင်းမှုဘိုးချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စစ်ရုံးကပြင်းပြင်းထန်ထန်တရားဝင်တတိပေးမှုလုံဆောင်ခဲ့ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDN ဗိုလ်ကြီးစင်ရော်ကသတင်းဌာနကိုပြောကြားပါရယ်နိုဝင်ဘာလ14ရက်နေ့တွင် KNL ဦးဆောင်သောတော်လန်ရေးတပ်များကတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သောမောတော်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးစစ်တုံးပန်း53ဦးနှင့်လက်နက်ခဲယံအများပြားကိုတော်လန်ရေးတပ်များကသိမ်းဆီးရရှိခဲ့ပါရယ်မောရောင်မျိုးတိမ့်ပိုက်ခံရပြီးနောက်စစ်ရေးအတွက်အကြီးအကဲတာဝန်ရှိသော ကံယူဒန်တိုင်မှုဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စစ်ရုံးချုပ်ကထုချေလွှာတင်ပြခိုက်ပြီးနေပြည်တော်စစ်ရုံးကတိုင်မှုဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုတရားဝင်သတိပေးလာကြောင်းသိရပါတယ်။သူကကစားထလေးညဝင်းဆွေလောက်နေတဲ့ဇလံပြတ်သွားတဲ့အနေအထားမျိုးရှိမင်းသူကမောတော်ကိုပြန်ယူပေးရမယ့်အနေအထားရှိမင်းမောတော်ရဲ့တီခီတို့မင်းသမီးစက္ကန့်တို့ပေါ်အဲ့ဒီလိုနဲ့ဆက်စက္ကန့်တွေကိုစစ်ရေးနီးအရပြန်ယူပေးရမယ်။ တနင်္သာရီကန်ယူရန်ဒေတာတိုင်းစစ်ဌာနချုပ်နေမီထဲမှာသူတို့ရဲ့တရားမဝင်ရွေးကောက်ပွဲ၃ရက်လုံးကိုလုံခြုံရေးအာမခံပြီးတော့လုပ်ပေးရမယ်ဆိုတဲ့အနေအထားမျိုးနဲ့ဂိတ်ကိုရောက်လာတာဖြစ်လိမ့်မယ်လို့မှန်းဆလို့ရပါတယ်တိုင်းမှုဘိုးချုပ်အဆင့်ကိုတော့ခေါ်ပြီးတော့သတိပေးတဲ့သဘောပေါ့နော်သတိပေးလိုက်တဲ့သဘောပေါ့ဘိုးချုပ်ကနေယာတူးဆက်တက်ဖို့ကတော့မင်းအောင်လိုင်းအပေါ်မှာပဲမှူတည်တယ်စစ်အရှုံးကြီးရှုံးပေမဲ့ပြန်ပြီးတော့တိုက်နိုင်ခဲ့တဲ့ တမ88တို့စာအခ21တို့တောင်မှပဲတဆင်းမြင့်ယာတူးတွေရာသေးတာဆိုတော့သူကနေဆက်စခန်းတွေကိုပြန်ယူပေးမယ်ဆိုရင်တော့ယာတူးတည်မြဲမယ်အနေထားရှိတယ်။တကယ်တမ်းသာဆိုရင်တော့နမခကမျိုးမင်းထွေးတွေလို့ဆိုရင်တော့ချက်ချင်း dismiss နဲ့ဖြုတ်ပြီးပေါ့။အခုကတော့သူကနေနဲ့ကြောက်အုပ်ကြီးလဲလုတ်ခဲ့တာဆိုတော့မေအောင်လိုက်နေနဲ့လေးကြိပျော်ရှုပျော်ဖြစ်တဲ့အနေထားမျိုးပေါ့နော်ဟုစီဒီယံဘူကြီးစင်ယောက်ကပြောဆိုပါတယ်။ ကယူရန်တိုင်းမှုဘူချုပ်ကြော်ကြော်ဟန်ကိုနေပြီးတော့ကခေါ်ယူတရီပေးသည့်အကြောင်းရင်းများတွင်ဩဂုတ်လ25ရက်နေ့တနင်္သာရီတိုင်းပုံပြင်းမြို့အခြေဆိုင် MS 73စစ်စင်ရေးကုတ်ခဲမှုဌာနချုပ်မှဒုတိယစကားခမှုဘူမူကြီးမြို့တန် KNLE တိုက်ခိုက်မှုကြောင့်တေဆုံးခဲ့မှုထို့ပြင်မေလ9ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်ရှိတီကီဘူဟာကိုစစ်တပ်ကလက်လွတ်ခဲ့ရပြီး KNLE ကသိမ်းပိုက်ခံခဲ့ရမှုများပါဝင်ကြောင်းသိရပါတယ် ။ပြီးပြီးတော့စစ်ဘက်တရင်ရင်းမြစ်ကမှကံယူတန်တိုင်မှုဘူချုပ်ကြော်ကြော်ဟန်မှစေကောင်းဆောင်မင်းအောင်လိုင်ကိုတစ္ဆာခံသူဖြစ်သည့်အပြင်ရခိုင်တိုင်းရင်းသားလည်းဖြစ်တော်ကြောင်းစေကောင်းဆောင်ကသဘောချသူဖြစ်ကြောင်းပြောဆိုပါရယ်။ဆက်လက်ပြီးတာယာဝတီမျိုးနယ်တွင်ခါမရ35တရင်ဤအထိုင်ဒိတ်စခန်းကိုတော်လရေးပူပေါင်းတပ်ကတိုက်ခိုက်မိရှုရှင်းလင်းမှုစစ်သား9ဦးသေဆုံးပြီးလက်နက်နဲ့လက်နက်ခဲယမ်းများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ်။ ဘကိုတိုင်းဒါယဝတီမြို့နယ်တွင်ခမရ35တပ်ရင်းဤအထိုင်ကိစ္စခန်းကိုတော်လန်ရေးပူပေါင်းတပ်ကတိုက်ခိုက်မိရှို့ရှင်းလင်းမှုစစ်သား5ဦးသေဆုံးပြီးလက်နက်နဲ့လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းဒါယဝတီခရိုင်တပ်ရင်း3800နှစ်တပ်ခွဲနှင့်မှာဘူတိန်တိုက်ကတရင်ဌာနကိုပြောကြားပါရယ်နိုဝင်ဘာလ30ရက်နေ့နံနက်8:30မိနစ်အချိန်ဘကိုတိုင်းဒါယဝတီမြို့နယ်လေးဦးကုန်းလန်းမတော်တရက်ကုန်း ပြည်တော်သားကြောက်တွင်ကြီးပါများသူသွာလာရလမ်းဆုံရှိခမရ35တရင်ကလာရောက်အထိုင်ချထားသောစစ်တပ်ကစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းရှင်းတိုတိုက်ခိုက်မှုအတွင်းထိတွေ့တိုက်ပွဲတနအီခန့်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ5ဦးသေဆုံးကြောင်းလက်နက်နှင့်ခရဲများသိမ်းဆည်းရရှိခဲ့ပြီးနောက်ရှင်းကိစခန်းကိုမိရှုရှင်းလင်းခဲ့ကြောင်းသိရပါတယ်ကျွန်တော်တို့ဂိတ်ကိုမိရှုရှင်းလင်းနိုင်ခဲ့ပါတယ်အဲ့ဒီဂိတ်ကိုတော့စစ်တပ်ကပြန်ဝယ်ပြီးအထိုင်ချတာမျိုးမတွေ့ရသေးဘူး ပြည်သူတွေအနေနဲ့စည်ရေးအခြေအနေတင်းမာနေတာစစ်တပ်ကရွေးကောက်ပွဲကျင်းပဖို့လှုံ့ဆော်နေတာတွေကြောင့်စစ်တပ်နဲ့ဝေးရမနေကြဖို့အသီးပေးတိုက်တွန်းချင်ပါတယ်ဟုတရားဝင်ခန့်တရင်300နှစ်တက်ခွဲနှစ်မှာဘိုတိန်တိုက်ကသတင်းဌာနကိုပြောကြားပါတယ်အဆိုပါစစ်တပ်ခေစခန်းရှင်းလင်းနိုင်ခဲ့သောစစ်စည်ရေးတွင်စစ်တပ်ထံမှကာပိုင်တလန် MA1 တလန် 5.56G 150တောင်းနှင့်မိုဘိုင်းဖုန်းနှလုံးသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ် စစ်တပ်ကစခန်းသိန်းစစ်စင်ကြီးကိုတရားဝတီခရိုင်တရင်3800နှစ်တက်ခွဲနှင့်တရားဝတီခရိုင်ပကဖရွှေတန်းကြီးလက်ပံမျိုးနယ်ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့တို့မှတပ်ပေါင်းစုညီအကိုများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးကျွန်းစုမျိုးနယ်တွင် PDF အယောင်ဆောင်ပြီးငွေကြေးတောင်းခံနေသောကျန်းဖော့ပါတီမှပြူစောတီခေါင်းဆောင်တင်ဆိုဤဒီတဝန်ကွဲဖြစ်သူကျော်ဝင်းကိုအရှင်ဖမ်းမိတော်လေခုခံထွက်ပြေး၍ဖြစ်ခတ်ဖမ်းဆီးစဉ်တည်ဆုံးနေဆွဲတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းကျွန်းစုမြို့နယ်တွင် PDF အယောင်ဆောင်ပြီးငွေကြေးတောင်းခံနေသောကျန်းဖော့ပါတီမှဖြူစောတီကောင်းဆောင်တင်ဆိုးဤဒီတဝန်ခွဲဖြစ်သူကျော်ဝင်းကိုအရှင်ဖမ်းမိတော်လဲခုခံထွက်ပြေး၍ပြစ်ခတ်ဖမ်းဆီးစဉ်တေဆုံးခဲ့ကြောင်းကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်နိုဝင်ဘာလပိုင်းတွင်ကျွန်းစုမြို့နယ်ကပင်ချေးရွာအုပ်စုမိုင်းထွေချေးရွာတွင်နေထိုင်သော ပြည်သူတအူးကို PDF အယောင်ဆောင်ကျော်ဝင်းစုသူကငွေချက်28သိန်းချင်းချောက်တောင်းခံခဲ့ကြောင်းထို့သောတောင်းခံမှုကိုကျိုးစုမျိုးနယ်ပကဖကလိုက်လံစုံစမ်းစဉ်ကျော်ဝင်းခထောက်မှုစုသူကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်ထို့သောဖမ်းဆီးရမိသောတရက်ခန့်ကျော်ဝင်းခထောက်မှုဤထွက်ဆိုချက်များအရာလွန်ခဲ့သောနှစ်နှစ်ခန့်ကလောက်ပင် PDF ပကဖအယောင်ဆောင်ပြီး၎င်းအပါဝင်စုစုပေါင်းလူ9ဦးကတယ်လီဖုန်းဖြင့်ပန်းစင်ချိရွာအုတ်ထုတ်ရည်မှုဝင်းလက်ထံမှငွေချက်25သိန်း မိုင်းတွေးရွာမှာငွေကျပ်28သိန်းနဲ့တခြားသောကျေးရွာအသီးသီးရှိအုတ်ချုပ်ရည်မှုများထံမှလည်းချင်းချောက်ငွေတောင်းရမ်းနေခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့သည်ဟုသိရပါတယ်။ထို့ပြင်ဗရနေချေးရွာအုပ်စုတဲပြူကျွန်းနဲ့လည်းချင်းချောက်ငွေတောင်းခံ၍ကျေးရွာသားများကကြောက်လန့်ပြီးဝေပေးဖြင့်ငွေကျပ်340ပေးဆောင်ခဲ့ရကြောင်းတခြားသောကျေးရွာအများစုတွင်ချင်းချောက်တောင်းခံခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ ရင်းတို့ဖန်းစည်းထားသောတရက်ခန့်ကျော်ဝင်ခထောင်မှုကိုကျုံစုမျိုးနယ်ပကဖကဖန်းစည်းစစ်ဆင်နေစဉ်နိုဝင်ဘာလ30ရက်နေ့နံနက်အစောပိုင်းတနင်္ဂနွေ20မိနစ်ခန့်တွင်ကျော်ဝင်က၎င်းအားခတ်ထားသောလက်ထိတ်ကိုချွတ်၍ထွက်ပြေးသွားစဉ်ဒေါ်လန်ရေးတပ်ဖွဲ့များကလိုက်လံရှာဖွေရာဒီဇင်ဘာလ1ရက်နေ့မိုးလယ်12:30မိနစ်ခန့်တွင်ပြန်လည်တွေ့ရှိခဲ့တော်လဲခုခံထွက်ပြေးရန်လှုံ့ဆော်ခြင်းကြောင့်ပြစ်ခတ်ဖန်းစည်းစဉ်တည်ဆုံးခဲ့ကြောင်းသိရှိရပါသည်။ကျော်ဝင်ခထောင်မှုနယ်အဖွဲ့ကလွန်ခဲ့တဲ့နှစ်နှစ်ကျော်ကြာကတည်းကချင်းချငွေတောင်းခံပြီးလှုပ်ရှားနေတဲ့အဖွဲ့တစ်ဖွဲ့ပါ ပဲပြူကျွန်းမှတောင်းခံခြင်းခံရပြီးကျိုးစုဖကဖကတရှိခဲ့ရ၍နောက်ထပ်ကြီးပါများထိုကဲ့သို့လိမ်လည်ချင်းချောက်ခြင်းမခံရအောင်အချိန်မီတားဆီးနိုင်ခဲ့ပါတယ်။နောက်ပြီးမိုင်းတွေးကြီးရွာကျောင်းထိုင်ဆရာတော်ထံကလည်းငွေကျပ်300ကိုလည်းချင်းချောက်တောင်းခံခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်။တနင်္သာရီမြို့နယ်ဖကဖတာဝန်ခံဖိုးတက်တို့အမိကိုအလွဲသုံးစားလုပ်ပြီးဖိုးစေးတန်နယ်မြေပြောင်နှင်းလိမ်လည်ချင်းချောက်တောင်းခံတာတွေပြုလုပ်တယ်လို့စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ပြည်သူတွေလုပ်ငန်းရှင်တွေအနေနဲ့ကြောက်စိတ်နဲ့ မပေးကြဘူးတော်လရေးတပ်ဖွဲ့တွေကချိန်ချောက်တောင်းခံတာလုံးဝမရှိပါဘူးဟုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူကပြောဆိုပါတယ် PDF အယောင်ဆောင်ကျော်ဝင်းခထောက်မှုဆိုသူသည်ပန်းစင်ရွာသားဖြစ်ပြီးပန်းစင်ချေးရွာကျက်ဖော့ပါတီမှပြူစောတီကောင်းဆောင်တအူးဖြစ်သူတင်ဆိုးဆိုသူဤညီတဝန်းခွဲတော်ဆက်သူလည်းဖြစ်ကြောင်းသိရပါတယ် ကျော်ဝင်းနဲ့အတူ PDF အယောင်ဆောင်ပြီးချင်းချောင်းွေတောင်းခံနေသူ၄ဦး၏အမည်နဲ့လေရလိပ်စာများကိုလည်းကျွန်းစုမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကစစ်ဆေးချက်အရာသိရှိထားပြီးအရေးယူမှုများဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်တပ်ရွေးကောက်ပွဲကိုစန့်ကျင်ရှုံချကြဖို့ကရင်လူမှုအဖွဲ့အစည်းတွေတိုက်တွန်းနေဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွှေကောက်ပွဲဟာမြန်မာနိုင်ငံအတွင်းရှိနိုင်ငံရေးပဋိပက္ခတွေကိုလုံးဝဖြည့်ရှင်းနိုင်မှာမဟုတ်ပဲ ပြည်သူလူထုအများစုရဲ့ဆန္ဒမှာပါပဲအတင်းအကျပ်လှုပ်ယူတဲ့အထုရောင်ရွေးကောက်ပွဲကိုအပြင်းအထန်ဆန့်ကျင်ရှုတ်ချတယ်လို့ကရင်လူမှုအဖွဲ့အစည်းတွေကသဘောထားထုတ်ပြန်ပါတယ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်အာနာသိန်းစစ်တပ်ရဲ့အထုရောင်ရွေးကောက်ပွဲအပေါ်ကမ္ဘာနိုင်ငံအသီးသီးကကရင်လူမှုအဖွဲ့အစည်းစုစုပေါင်း25ပွဲကဒီဇင်ဘာ1ရက်နေ့ရက်စွဲနဲ့သဘောထားထုတ်ပြန်ခဲ့တာပါအာနာသိန်းစစ်တပ်ဟာကော်တူလေးနေပြည်ဒေသအတွင်းရှိပြည်သူလူထုတွေကိုပြစ်မှတ်ထားကအစစ်မြစ်လျင်ဒရုန်းကြီးပညာတွေအသုံးပြုပြီး ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတွေနေစင်တဲ့အမျှထိခိုက်ဒဏ်ရာရရှိတာအသက်ဆုံးရှုံးတာနဲ့နေအိမ်အဆောက်အုံတွေထိခိုက်ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်ဒီလိုပြည်သူလူထုရဲ့အခြေအနေတွေကိုမျက်မြင်တွေ့ရှိနေတဲ့ကြားကပင်တချို့သောကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ကရင်ပါတီတွေနဲ့လူပုဂ္ဂိုလ်တွေဟာအကြမ်းဖက်နေတဲ့လူသက်တရခိုင်အဖွဲ့အစည်းကိုတရားဝင်မှုအခွင့်အလမ်းပေးမဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံပံ့ပိုးမဲ့ကြောင်းထုတ်ပြန်ကြေညာမှုတွေကြိုးပမ်းဆောင်ရွက်နေမှုတွေအပေါ်မိမိတို့ကရင်လူမှုအဖွဲ့အစည်းတွေကစိတ်ပျောက်ဝမ်းနည်းမိကြောင်းထုတ်ပြန်ချပါတယ်။ ဒါကြောင့်စစ်တပ်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲဟာဘလို့မှတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်တဲ့အပြင်မိမိတို့ရဲ့ မေတ္တာနဲ့အာနာသိန်းစစ်တပ်ကိုပုံမတရားဝင်မှုပေးလိုက်ပါကမြန်မာနိုင်ငံရဲ့ပြည်ပခပြဿနာတွေဟာပုံမအတွန်းရှိကြာမြင့်သွားမှာဖြစ်တဲ့ကဲတော့အာနာသိန်းစစ်တပ်ကကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုလည်းအရေးယူဆောင်ရွက်နိုင်မဲ့လှုပ်ဆောင်မှုတွေကိုပါပြက်ပြားသွားစေနိုင်တယ်လို့ထုတ်ပြန်ကြမှာဆိုပါတယ်ဒီလိုအခြေအနေတွေကြောင့်ဒီအတုယောင်ရွေးကောက်ပွဲကိုမိမိတို့ကရင်လူမျိုးအပါအဝင်တခြားသောတိုင်းရင်းသားလူမျိုးတွေအလုံးအတူတကွတညီတညွတ်ဆန့်ကျင်ရှုံချဖို့အရေးကြီးကြောင်းကရင်လူမှုအဖွဲ့အစည်းတွေကတိုက်တွန်းထားပါတယ် နိုင်ငံတကာတန်တမန်တွေအနေနဲ့လေဒီလိုမတရားသဖြင့်အတင်းအကျပ်လုပ်ယူသောအတူရောက်ရွေးကောက်ပွဲကိုအတိအမှတ်မပြုကြဖို့နဲ့အပြင်းအထန်ခန့်ကွက်ဆန့်ကျင်တဲ့သဘောထားတွေခိုင်ခိုင်မာမာ ပြသဖို့ကရင်လူမှုအဖွဲ့အစည်း25ဘွဲကတောင်းဆိုလိုက်ပါတယ်။